အားလုံးမင်္ဂလာပါဖို့ဖတန်းဆွေးနွေးကြတော့ပါတယ်ဒီကနေ့မနက်ခင်းဆော့ပိုင်းကစားခဲ့တဲ့ကျွန်တော်တို့ဒီ champion တွေကျွန်တော်တို့ဒီပွဲစဉ်နှစ်ရပွဲစဉ်တစ်ပွဲဖြစ်တဲ့ Monaco နဲ့ Man City ရဲ့ပွဲမှာဆိုတစ်ဖက်နဲ့ကိုစီတီရဲ့ကြားခဲ့တယ် Man City ကိုကြည့်မှဆိုအဝေးကမှဆိုရင်နိုင်ပွဲပြပြီးတော့တမတ်တာရရှိခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်ကတော့ရလပိုင်းကိုရလပိုင်းကိုတကယ်မှအာနှမျောမိခဲ့တယ်စိတ်ပြဲမိခဲ့တယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Man City ကပုံမဲ့ဆိုရင်နိုင်တဲ့ပွဲစဉ်ဖြစ်တယ်ဒီနေရာမှာဆိုအနိုင်ရခဲ့တဲ့အချင်းတော့မရှိဘူး မှတ်ဆိုရင်ကိုယ်သိန်းကိုကြည့်မယ်ဆိုရင်ပွဲအတွင်းမှာဆိုဒိုင်ဖို့ရတကယ်မှဒီဆက်ခဲ့တဲ့ဒီနေရာမှာဆိုအနိုင်ယူနိုင်ခဲ့ခြင်းတော့မရှိဘူးမက်ဆီတိကိုကြည့်မယ်ဆိုရင်ကျွန်တော်နှစ်ပွဲကစား6မှတ်ရမှာစားလေးမှတ်တာလေးမှတ်တာရမှာဆိုရင်ရားခဲ့တယ်ကျွန်တော်ကဘောဆိုဒါကိုကျွန်တော်တို့တကယ်မှအာစိတ်ပြည့်မိတယ်ကစားပုံကိုကြည့်မယ်ဆိုရင်ကျွန်တော်ကကျွန်တော်ကဘာမှပြောပြောလို့ကစားပုံကိုကြည့်မယ်ဆိုတကယ်မှကောင်းခဲ့တာတွေ့ရတယ်ဒါပေမဲ့အဲရလာပိုင်ကိုကြည့်မယ်ဆိုတကယ်မှအဲ CBS ဆရာကတော့အမှန်ပဲ ီပုံမှန်ဆိုရင်ကျွန်တော်ဒီမှာ CDL လူစင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Queen လမ်းမှာဆိုရင် World Tree ပြန်ပြီးတော့ကစားတယ်။ဘာဘက်နေရာမှာဆိုတော့ဒီဘက်ကကျွန်တော်ဒီ Johnstone ပြန်ပါလာတယ်။ Channel Bank ဆိုတော့လုံးဝပြောင်းလဲပြီးလုပ်ခဲ့ခြင်းမရှိဘူး။ဒီနေရာမှာဆိုရင်ဒီဘက်ကကျွန်တော်ဒီ Winner ကိုကြည့်မယ်ဆိုတော့သူတို့ရဲ့လူစင်းမှာဆိုရင်ကျွန်တော်နဲ့ Genie ရဲ့လူတွေဖြစ်တဲ့ဒီဘက်ကကျွန်တော်ဒီ Balogan တို့ Party တို့ Salisu တို့ Air Tyre တို့ကစားကြတာတွေ့ရတယ်။ Man City ကိုကြည့်မယ်ပထမမှာဆိုရင်ပွဲကို Sumo ကစားထားတယ်။ဒီနေရာမှာကစားပုံကြည့်မယ်ဆိုတော့ကောင်းခဲ့တာတွေ့ရတယ်။ ဒီနေရာမှာဆိုရင်မွန်နာကိုကျွတ်တီဝမဆိုဗရမမဆိုရင်သူတို့ကခန်စစ်ပိတ်ကစားတယ်ပြီးတော့ကောင်တာကစားတာတွေ့ရတယ်ဒီနေရာမှာဆိုရင်မွန်နာခွဲကောင်တာတွေကိုကြည့်မယ်ဆိုတကယ်မှအနေအများကတွေ့ရတယ်အဲမဲ့စီတီကိုကြည့်မယ်ဆိုရင်အမဲဆိုရင်သူတို့ကအကုန်လုံးတားနိုင်ခဲ့တာတွေ့ရတယ်ဒီဘမဆိုရင်ကိုရဲမှာဆိုရင်ဒီဘက်ကကျွန်တော်ဒီ Foden ပြီးတော့ Winder သူတို့နဲ့ကိုကြည့်မယ်တကယ်မှဒီဘမဆိုရင်ခြေသွင်းပြခဲ့တာတွေ့ရတယ်ဒီဘမဆိုရင် Foden ကိုကြည့်မယ်ဆိုရင်တကယ်မှသူကခြေသွင်းပြခဲ့တယ်ဒီနေရာမှာဆိုရင်သူ့စီကပြောမယ်ဆိုရင်သွင်းကိုဖန်တီးမှု အာအတွင်းကိုဖန်တီးမှုပြီးတော့အတွင်းကိုဓာတ်တွေများရှိကောက်ဆိုရင်လည်းဖိုတန်ကိုကြည့်မဲ့ဆိုသူ့ရဲ့ခြေစွမ်းကတကယ်တော့ကောင်းခဲ့တာတွေ့ရတယ်ဖိုတန်ကိုကြည့်မဲ့ဆိုသူ့ရဲ့ကစားပွဲရောမဲ့ဆိုတကယ်တော့ကောင်းခဲ့တယ်တင်ရမှာဆိုရင်သူ့ရဲ့ကန်ချက်ရောမဲ့ဆိုရင်ဘာမှန်သွားတာဒါမျိုးရောမဲ့ဆိုရင်ရှိခဲ့တယ်ဖိုတန်ကိုကြည့်မဲ့ဆိုရောမဲ့ဆိုရင်သူကတကယ်တော့ခြေစွမ်းပြန်ပြီးတော့ခြေစွမ်းအမှန်ပြန်ပြီးတော့ပြန်ပြီးတော့ရနိုင်ပြီပြောလို့ရတယ်ဒီနေရာမှာဆိုဝိုင်းနောက်ကိုကြည့်မဲ့ဆိုရောဒီဘက်မှာဆိုသူကတကယ်တော့အဲကောင်းခဲ့တာတွေ့ရတယ်ဝိုင်းနောက်ကိုဒီဘက်မှာဆိုရင်သူကကစားပွဲအဖြစ်ကြည့်ဆိုတကယ်တော့ကောင်းခဲ့တယ်ဒါမြင် ကိုယ်ကရှင်းချောင်းမှုလေးပြုလုပ်ခဲ့တာတွေ့ရတယ်။ဝိုင်းတာကိုကြည့်မယ်ဆိုရင်သူ့ရဲ့ကန်ဆယ်ရောမယ်ဆိုရင်ဖက်ကကျွန်တော်ကုသမစေတာတွေဒါအပြင်ဘာမှန်တာတွေဒါမျိုးရောမယ်ဆိုရင်ရှိခဲ့တာတွေ့ရတယ်။ဒီနေရာမှာဆိုရင်ဝိုင်းတာဖို့တဲ့သူတို့မယ်ဆိုရင်တကယ်မှသူကခြေသွန်းပြခဲ့တာတွေ့ရတယ်။ဒါအပြင်ကျွန်တော်တို့ဒီဖက်ကဂျွန်စတောင်းကိုကြည့်မယ်ဆိုရင်တကယ်မှသူကခြေသွန်းပြခဲ့တာတွေ့ရတယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဂျွန်စတောင်းကိုကြည့်မယ်ဆိုရင်သူကဒဏ်ရာများရှိခဲ့ဖို့ဆိုရင်အတင်းမှဆိုတကယ်မှအားကိုရပါဒီနေရာမှာဂျွန်စတောင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒဏ်ရာများရှိပါနဲ့ဆူတောင်းရပါပဲ။ ဒီနေရာမှာဆိုရင်ဒီဘက်မှာဆိုတော့တစ်ခါဒိုကိုကြည့်မယ်ဒီလိုဒိုကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်နည်းနည်းလေးသူကကြောင်ပြောက်ခက်တာတွေ့ရတယ်ဒီနေရာမှာတစ်ခါကကျွန်တော်တို့ဒီအာခန်ဆစ်ဖိကစားတော့ကြောင့်မို့နည်းနည်းကြောင်ပြောက်ခက်တာတွေ့ရတယ်ဒါပေမဲ့ဒိုကိုကြည့်မယ်ဆိုရင်အမဲဆိုရင်သူကဆိုတော့မဆိုးဒါပေမဲ့နည်းနည်းလေးတော့အမဲဆိုရင်အရင်ပွဲခြေသွင်းတော့မရရှိခဲ့ဘူးဒီနေရာမှာဆိုရင်ဟာလန်ကိုကြည့်မယ်ဆိုရင်ဘက်မှာဆိုရင်သူကနှစ်ကိုးထပ်ပြီးတော့အဲရရှိခဲ့တဲ့ဟာလန်ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်သူကနှစ်ကိုးထပ်ပြီးတော့တွင်းခဲ့တယ်ဒီနေရာမှာဆိုရင်သူ့ရဲ့ကျွန်တော်တို့ဒီ finishing ကိုကြည့်မယ်ဆိုကြယ်မှာ အဲချီကျူရမယ်15မိနစ်မှဆိုရင်ဟာလင်အမက်ဆိုရင်ဦးဆောင်ကိုစပြီးတော့တွင်းခဲ့တယ်ဒီနေရာမှာဆိုရင်ချီကျူရမှာကတစ်ခါကဘာဒီရဲ့အမက်ဆိုရင်ဘီရှင်ရဲ့အမက်ဆိုရင်ချီကျူရမယ်ကဘာဒီကိုကြည့်မယ်ဆိုရင်အမက်ဆိုရင်ဟာလင်ရဲ့ပြည်တန်းချက်ကိုတည်းချပေးတယ်ဒီနေရာမှာဆိုရင်ဟာလင်ကိုကြည့်မယ်ဆိုရင်အဲ့ဒီခိုးခွေအမက်ဆိုရင်သူကကြုံကြုံရမယ်ဆိုရင်ကန်သွားခဲ့တယ်ဒီနေရာမှာဆိုရင်တစ်ခါကတော့နောက်တန်းရောရှိတယ်ကိုစမောရောရှိတယ်စပေးကိုကြည့်မယ်ဆိုရင်အများကြီးအမက်ဆိုရင်မရရှိဘူးဒီနေရာမှာဆိုရင်အမက်ဆိုရင်ကိုစမောရောအမက်ဆိုရင်ကြော်ပြီးတော့သူကတွင်းသွားတယ်ဟာလင်ကိုကြည့်မယ်ဆိုရင်အမသူ့ရဲ့ finishing တကယ်မှ အာချစ်ကျူးရမယ်ဒီနေရာမှာချက်ချင်းတစ်ဖက်ကကျွန်တော်တို့ဒီမိုနာကိုကမဆိုရင်ချစ်ပါကိုပြန်ပြီးတော့တွင်းခဲ့တယ်ဒီမှာဆိုရင်မိုနာကိုကကျွန်တော်တို့ဒီချစ်ပါကိုမဆိုရင်ဒီမှာဆိုတကယ်မှကောင်းခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်မဆိုရင်ခွဲမှလည်းမတက်နိုင်ခဲ့ဘူး TCO ကြည့်မယ်ဆိုရင်မဲဆိုရင်အပြင်ကညောင်းမဲဆိုရင်အေးရပေါက်ပြန်လှမ်းပြီးတော့ကန်သွားတယ်။ဒါပေမဲ့သူ့ရဲ့ကက်ချက်ကိုသူ့ရဲ့ကက်ချက်ကိုမစ္စတာကဲမကောင်းတာတွေ့ရတယ်။ဒီနေရာမှာအက်ဂိုးကျွန်တော်ဆိုပမာတက်နိုင်ခဲ့ခြင်းမရှိဘူး။အဲ့နောက်မှာ City ကိုကြည့်မယ်ဆိုရင်ပွဲတော်သူကဆက်ပြီးတော့ဆိုမိုကစားတယ်ဒီနေရာမှာဆိုကျွန်တော်ပြောခဲ့လို့ပဲတစ်ဖက်ကကျွန်တော်ဒီ Foden Kanda တိုင်မှန်တာတွေပြီးတော့ အဝိုင်းကန်တာတစ်ဖက်ကကိုသမားစေတာတွေဒါမျိုးရုံမဲ့ဆိုရင်ရှိတယ်ဒါအပြင်ဝိုင်းနာကန်တာကိုတစ်ဖက်ကကျွန်တော်ကိုသမားစေတာဟာလန်ထပ်ပစ်တယ်ဥပမာဆိုလွတ်သွားတာတွေဒါမျိုးပဲဆိုရင်ရှိကြတယ်ဇက်အမနေမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီဟိုဟာကဟာလန်ကထပ်ပြီးတော့ဥဆောင်ကိုတွင်းခဲ့တာတွေ့ရတယ်ဒီနေရာမှာအဲကိုဖနိပေးကတစ်ဖက်ကအဝိုင်းလီဖနိပေးကြတယ်ဖြစ်တယ်မဟုတ်ဆိုရင်တင်ပြီးတော့ဖနိပေးကြတာတွေ့ရတယ်ဟာလန်ကိုဆိုတော့ contact ပြီးတော့ဥပမာဆိုရင်သူကဒုတိယဥဆောင်ကိုဆက်ပြီးတော့တွင်းသွားတယ်ဒုတိယမှာမစီးရကျွန်တော်ရှင်းဆုံးကိုတကယ်မှအဲကျွန်တော်ကတော့အားမြတ်တာမှပဲ ဒုတိယမှာစီးရီးကိုကြည့်တကယ်မှခြေစားဖိနှိပ်ကြည့်တကယ်မှအဲကျသွားတယ်ဒီနေရာမှာဆိုရင်အခွင့်ဖက်နေမှုအများကြီးကျွန်တော်တို့ဒီများရှိခဲ့ဘူးဒုတိယမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအခွင့်ရေးဆိုလို့ဟာလန်ကန်တာကိုလမစေတာပြီးတော့ကျွန်တော်တို့ဒီဝိုင်းတာကန်တာတစ်ဖက်ကကျွန်တော်တို့ဒီဘာမန်တာဒါပဲအမဲဆိုရင်ရှိခဲ့တာရှိခဲ့တာတွေ့ရတယ်ဒီနေရာမှာဆိုရင်မန်စီးရီးကိုကြည့်မယ်ဆိုရင်နောက်လာမယ့်ပွဲစဉ်တွေမှာဆိုရင်ကိုကအာအမဲဆိုရင်ကျွန်တော်တို့ဒီ နိုင်နေပြီဆိုရင်အမဆိုရင်ကစားမချတဲ့ဒီတန်းမှာဆိုရင်ခွေးထရပြီးကြိုးစားမှာမှန်ကြိုးစားတဲ့ဒါပေါ်စနေမှာဆိုရင်ကြိုးစားတဲ့ဒီဘောမှာဆိုရင်ကျွန်တော်ဒီ message အမဲဆိုရင်ကျွန်တော်ဒီ1 2နဲ့နိုင်ထားတဲ့ဒီနေရာမှာဆိုရင်ကစားကိုချလိုက်တယ်တွေ့ရတယ်ဒီနေရာမှာတစ်ဖက်တင်းအောင်မဲဆိုရင်ချပါကိုကျွန်တော်ဆိုရင်ပြန်ပြီးတွင်းသွားတယ် message ကိုဒီမှာဒါပေါ်စနေမှာဆိုရင် ကိုတင်းကအနိုင်မသေးချာမချင်းအမဲဆိုရင်ကစားအမဲဆိုရင်မချားတဲ့နာကအမှန်ပဲဒီဘက်မှာဆိုရင်ခွာရိုးဒီတတိယမှာဇာလိမှုတွေသူက ပြုလုပ်ခဲ့တယ်ဒုတိယမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီဒိုကို ထုတ်တယ်ပြီးတော့စေဗီယိုထည့်တယ်ရင်းရမှာဆိုရင်ကျွန်တော်တို့ဒီစေဗီယိုကိုကျွတ်ဆိုရင်သူကတကယ်ဥမကစားပုံက CPS ရခုနတွေ့ရတယ်ဒီနေရာမှာဆိုရင်စေဗီယိုကိုကျွတ်မဲ့ဆိုရင်မန်စီးတီးကဘာလို့မရောလဲဆိုတော့ကျွန်တော်တို့နားတော့မလဲဘူးဒီနေရာမှာစေဗီယိုကိုကျွတ်ဆိုရင်မဲ့ဆိုရင်သူကဘာမှပြောမဆိုမလုတ်တက်မကင်တက်အဖြစ်ခဲ့တယ်ဒီနေရာမှာဆိုရင်ဗီဒီယိုထုတ်တယ်ပြီးတော့ကျွန်တော်တို့ဒီဘက်ကဟိုအောက်ထည့်တယ်ဒီအာဒီကိုထည့်တာတွေ့ရတယ် ပေါ်ပြီးကနေမှဆိုရင်အမဲဆိုရင်တစ်ဖက်ကမနာကူကပလန်တီအမဲဆိုရင်ရရှိသွားတယ်ဒီနေရာမှာအပလန်တီကိုကြည့်မဲ့ဆိုရင်တစ်ဖက်ကနေကိုရဲ့အမှားလို့ပြောလို့ရတယ်တမဲဆိုရင်ကျွန်တော်တို့ဒီအဲ့ဒါနေရာမှာဆိုရင် तू ကချက်ကြီးမြောက်เสียရမလို့ဒီနေရာမှာဆိုရင်ဒိုင်ယာကိုကြည့်မဲ့ဆိုရင်ခေါင်းတက်မိဆိုတာမှာအမဲဆိုရင် तू ကဂိုးလာဂိုးဂိုးဝင်နိုင်ဖို့အမဲဆိုရင်အခွင့်လမ်းမရှိဘူးဒီနေရာမှာတစ်ဖက်ကကျွန်တော်နေကိုကြည့်မဲ့ချက်ကြီးပြောဆိုရင်ဖျောက်သွားခဲ့တယ်ဒီနေရာမှာဆိုရင်ပလန်တီအမဲဆိုရင်ပြီးလိုက်ရတယ်အဲ့ဒါကိုကြည့်မဲ့ဆိုရင်အမဲဆိုရင်ပလန်တီကအမဲဆိုရင်မပေးသင့်ဘူးဒါပေမဲ့ ကိုသိကသမားကိုကြွဆိုရမှာဆိုဘာနာခေဒီနေရာမှာပင်နေပြလိုက်ရတယ်အပင်နေဒီကိုတစ်ခါကကျွန်တော်မနာကူကတော့ချပြပြအောင်ဆိုရင်တည်သမက်ခွဲယူသွားတာတွေ့ရတယ်မန်စီးတီးကိုဒီမှာဆိုရင်အောင်မဲဆိုရင်တကယ်တော့ဒီပွဲကတကယ်တော့ CPS ရကျွန်တော်တွေ့ရတယ်ချေသမားကိုချေသမားကိုကြွဆိုရင်မှကျွန်တော်ကအများကြီးပြောစရာမရှိဘူးရလပန်ကိုဒီမှာဆိုရင်ကဲမှ CPS မိတကယ်တယ်ဒီနေရာမှာဆိုရင်စီးတီးကိုဒီမှာဆိုရင်တမတာရရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုကျွန်တော်ထောက်ကျွန်တော်ဒီကောင်းကောင်းနေပြီလို့ပြောရမယ်